အားလုံးပဲမင်္ဂလာပါရှင်သူရဲ့ channel လေးကနေကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့မန္တလေးမုတ်တီခေါ်နန်းကြီးတုတ်ကလေးကိုလှုပ်ရှားมาဖြစ်ပါတယ်နန်းကြီးဘက်50သားဝင်းကျင်လောက်တုံစားဖို့အတွက်ကြက်ရင်ပုံတစ်ချမ်းကြက်သွန်နေဦးလေးလုံးကြက်သွန်ဖြူဦးကြီးတစ်လုံးတို့ကိုစီတက်ဖို့အတွက်တုံးထားပါဗျ။ အရင်ဆုံးချက်သားလေးတွေကိုကိုလိုချင်တဲ့အနေထားလေးရအောင် ခက်သေးသေးလေးတွေတုံးပါမယ်။ပြီးလို့ရှိရင်စားလက်ဖက်စားစွန်းတစွန်းအချိုမုံဒါမှမဟုတ်အသားမုံလက်ဖက်စားစွန်းတစ်ဝက်ထည့်နေပြီးတော့နှက်ထားပါမယ်။နန်းကြီးတို့ရဲ့အဓိကအသက်ဖြစ်တဲ့နန်းကြီးဘက်ကလေးတွေကို အီအီထွေးထွေးလေးရအောင်ရေနွေးလေးနဲ့5မိနစ်လောက်ပြန်ပြုတ်ပြီးတော့ရေစစ်ထားပါမယ်။ဒါလေးကတော့နန်းချီတုပ်ကိုစားကောင်းစေတဲ့လျှို့ဝှက်ချက်လေးပဲဖြစ်ပါတယ်။ အခုဆိုရင်တော့ကျက်သားစီချက်ကလေးစပြီးတော့ချက်မှဖြစ်ပါတယ်။တဲအိုးပူလာပြီဆိုလို့ရှိရင်စီထည့်ပါမယ်။ဒီနေရာမှာတော့ဟင်းခတ်စွန်းနဲ့လေးစွန်းလောက်ထည့်ပြီးတော့အာချက်ပါတယ်။ဟိုစီချက်တီးတတ်မချက်တော့ဘင်းနဲ့ဒီကျက်သားအနှင်းနဲ့ပဲတုံမှာမို့လို့စီနည်းနည်းလေးပူထည့်ပါတယ်။စီပူလာပြီဆိုရင်ချက်သွန်ဒီပပလီထားတာလေးကိုအရင်ထည့်ပြီးစီသက်ပါမယ်။ စနိုးမုံကိုတော့လက်ဖက်စားစွန်းနဲ့တဝက်လောက်ထည့်ပါမယ်။ကျက်သွန်နီလေးတွေရဲပြီးတော့မှုလာပြီဆိုလို့ရှိရင်ကျက်သွန်ဖြူထောင်းထားတာလေးတွေထည့်ပါမယ်။ကျက်သွန်အဖြူအနီးနှစ်ခုလုံးမွေးပြီးတော့အဲကျက်လာပြီဆိုလို့ရှိရင်ကျက်သားလေးထည့်ပါမယ်။ ณะหลောင်းมวยพี่ตาลุษิยเอสีตะแท้โกงันปะยีหิ้งขัดซุนญีเนะตะซุนแท้บาเมตะจาละผัดซาซุนเนะตะซุนกวยแท้บาเมအယောက်တင်မုတ်ကိုတော့ကိုမရှိတဲ့အမျိုးအစားပေါ်မူတည်ပြီးတော့လက်ဖက်စားစွန်းနဲ့နှစ်စွန်းခွဲလောက်ထည့်ပါရယ် ်ပြီးလို့ရှိရင်တော့ကြက်သားညှိနှက်နေပျောက်ပြီးတော့ဒီစီချက်ကလေးတွေမှွေးလာတဲ့အထိအဲမှွေပြီးတော့စီတတ်ပါမယ်ကျက်သားလေးနူးသွားအောင်လို့ခုနကျက်သားနှက်ထားတဲ့ပကံလေးကိုရေချင်းပြီးတော့ရေနည်းနည်းလေးထည့်လိုက်ပါမယ်။ဒီလက်ရည်လေးခမ်းသွားတဲ့အထိလုံပြီးတော့တည်ပေးပါမယ်။ အဲစီပြန်သွားပြီဆိုရင်တော့ဒီနန်းကြီးတုပ်လေးလှုပ်တဲ့အခါမှာစီလေရေးလေလေးနဲ့တုပ်စားမှဖြစ်တဲ့အတွက်ရင်နွေးလေးကိုအနေငယ်ထည့်လိုက်ပါမယ်။အဲကိုလိုချင်တဲ့အနေထားလေးရအောင်တော့ဟင်းခတ်စွန်နဲ့သုံးလေးစွန်လောက်ထည့်ပြီးတော့အဲခဏလောက်စက်တင်လိုက်ပါမယ်။စသားစီချက်လေးအစင်သေးရပြီဆိုရင်နန်းချီတုပ်စားပြီးတော့တုပ်ပါရုံမယ် နန်းကြီးသုံးတပွဲစားအတွက်ပဲချမ်းမုံထမင်းစားစွန်တစွန်မောင်မောက်ကလေးသုံးပါတယ်အဲထွေထွေလေးစားချင်တာမို့ပိုထည့်ချင်းဖြစ်ပါတယ်ပဲမုံမကြိုက်တဲ့သူတွေက short ထည့်လို့ရပါတယ်ပြီးလို့ရှိရင်အချိုးမုတ်ကိုအဲလက်ဖက်စားစွန်တစ်ဝက်ထည့်ပါမယ်။ငံပြာရည်ကိုတော့ထမင်းစားစွန်တစ်စွန်ထည့်ပါမယ်။ ခုနစီတက်ထားတဲ့ကြက်သားစီချက်ကိုအဲထမင်းစားစွန်းနဲ့တစွန်းခွဲလောက်ထည့်ပါမယ်။ကိုကရွှဲရွှဲလေးကြိုက်တယ်ဆိုရင်တော့ဒီထက်အနည်းငယ်ပိုထည့်ပေးလို့ရပါတယ်။အခုဆိုရင်တော့အစစ်သစ်ဖြစ်ပြီးမှနန်းချီတုပ်လေးကိုစပြီးတော့နေလို့ရပါပြီ။အချင်းကြိုက်တဲ့သူတွေကအာဒီနေရာမှာတမျာသီးလေးညစ်ပြီးတော့တခါရင်နေလို့ရပါတယ်။ ထုကတော့နန်းကြီးတုပ်ဆိုရင် အစိမ်လေးကြိုက်တာမို့ဟိုတမယာကြီးမညစ်ထားပါဘူးနန်းကြီးတုပ်လေးကအပေါ်အငန်အရသာအနီရောဖြစ်ပြီဆိုရင် စားမဲ့ပကံလေးကိုထည့်လို့ရပါပြီ။တော့ပင်အနေနဲ့အဲစက်သွန်နီ တဲ့ဥလေးတို့နဲ့တွဲစားတာအရန်ကိုလိုက်ဖက်ပါတယ်။နနမင်းစိုက်တဲ့သူတွေကလည်းနနမင်းထည့်စားလို့ရပါတယ်။တမယာကြီးညှစ်ပြီးစားခြင်းတဲ့လူတွေအတွက်လည်းတမယာသီးစိတ်လေးအသင်းထည့်ပေးထားပါတယ်ရှင်။အခုဆိုရင်တော့အိမ်မအလွယ်တကူလှူစားလို့ရတဲ့နန်းကြီးတို့အီအီထွေထွေလေးကိုရပါပြီ။လိုက်လှူစားကြည့်ကြပါအောင်ရှင်။ နောက်ထပ်နောက်ထပ်လည်းအရသာရှိတဲ့ဟင်းလေးတွေချက်ပြအောင်မှာမို့သူ့ရဲ့ channel လေးကို like and subscribe button လေးနှိပ်ပြီးအားပေးသွားကြပါအောင်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်